ကြပုံမျိုးနယ်တွင်နှလားကြော်ကြားပျောက်ဆုံးနေတဲ့မက်ဖူးဖူးရွှေစင်ကိုအလောင်းအယိုစုအဖြစ်သားပြန်လည်တွေ့ရှိခဲ့ရပြီးလောင်းကစားသမားမောင်ဝမ်းခွဲဖြစ်သူကအမားဖြစ်သူမက်ဖူးဖူးရွှေစင်ကိုလိန်လေခေါ်ဆောင်သွားခဲ့ကတက်ဖြတ်ခဲ့ပြီးပြစ်စည်းလူရက်ခဲ့တဲ့ဖြစ်စဉ် အရာရီတိုင်းဖြာပုံမျိုးနယ်မှာနှလားကြော်ကြားပျောက်ဆုံးနေတဲ့မတ်ဖူးဖူးရွှေစင်ကိုအလောင်းအယိုးစုအဖြစ်ပြန်လည်တွေ့ရှိခဲ့ရပြီးလူသက်တရခံလို့တန်တရားရှိတဲ့မောင်ဝံခွဲတော်ဆက်သူအပါအဝင် လူလေးယောက်ကိုဖမ်းဆီးစစ်ဆေးနေကြအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားသိရှိထားသူတယောက်ကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ဖျာပုံမြို့နယ်ကြုံတာကျေးရွာနေမဖူးဖူးရွှေစင်ဟောင်းဆိုင်ကနဲ့ထွက်ခွာသွားစဉ်ပျောက်ဆုံးသွားခဲ့ကြောင် ၎င်းနောက်နှစ်လကျော်အကြာအေပီလာ29ရက်နေ့ဖျားပုံမျိုးနယ်ကိုအိမ်နန်းကျေးရွာနယ်တကန်ခွာကြီးကျေးရွာအနီးဖျားပုံပိုကလေးကားလမ်းပေးမှာလူအယိုးစုတစ်ခုကိုတွေ့ရှိစီစစ်ရမှာပျောက်ဆုံးနေသူမှတ်ဖူးဖူးရွှေစင် ဖြစ်ဒီကိုအတည်ပြုနိုင်ခဲ့ကြောင်းသိရှိရပါတယ်ထွက်သွားတော့ကဆိုင်ကယ်နဲ့တယောက်တည်းထွက်သွားတာဖေဖော်ဝါရီလ22ရက်အဲ့ဒီကလေးကပျောက်သွားတာပြန်တွေ့တော့အေပီလ29ရက်နေ့မှပြန်တွေ့တာပေါ့ ထွက်သွားတော့ကပါသွားတဲ့ဆိုင်ကယ်ရော iPhone ရောမတွေ့သေးဘူးအလောင်းကိုပဲပြန်တွေ့တာပေါ့လက်ရှိကတော့ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့သိရတယ်။ဒဏ်ရာရီပါရီဆိုတာကလည်းစစ်ဆေးလို့မရတော့ဘူး။မနေ့က၁၂နှစ်အရွယ်မှာသူ့ကိုရွာထဲမှာတကြိုပြီလို့သိရတယ်ဟုဆိုကမဖူးဖူးရွှေစင်ရဲ့မိတ်ဆွေတယောက်က ရှင်းပြထားပါတယ်။ ဖျားပုံမျိုးနဲ့ကိုရင်တန်းကြီးရွာနဲ့တကန်းကွာကြီးကြီးရွာအကြားဖျားပုံဘူကလေးကာလန်ပေမှာတည်ဆုံနေသောအလောင်းယိုစုကိုစီစစ်ရာမှာတည်ဆုံသူရဲ့လက်မဝစ်ဆင်ထားတဲ့ဟန်ချင်းကိုတွေ့ရှိခဲ့ရမှာမဖူးဖူးရွှေစင်ဖြစ်တဲ့ကိုအတည်ပြုနိုင်ခဲ့ကြောင်းမဖူဖူးရွှေစင်ဟာအင်းကြီးလက်ရှိဝစ်စင်ထားတာကြောင့်ရွှေရန်ချင်းကိုတက်ပြတ်တဲ့သူတွေကမတွေ့မြင်ကြဘဲကြံရစ်သွားခြင်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။ မဖူးဖူးရွှေစင်ရဲ့ရဝလောင်းကိုမေလာတရက်နေ့မှာတကြိုခဲ့ပြီးလူသက်တရခန့်လို့တန်တရားရှိတဲ့မောင်ဝမ်းခွဲအပါအဝင်လူလေးယောက်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးလျက်ရှိတယ်လို့လည်းသိရှိရပါတယ်။သူ့မောင်ဝမ်းခွဲနဲ့တရခန့်လေးဦးပေါ့အခုတော့မိသွားပြီးစစ်ဆေးနေတော့မယ်တခြားတရခန့်တွေကြံသေးလားဆိုပြီးတော့စစ်ဆေးနေတယ်။အခုတိထားရတဲ့လောက်ကသူ့မောင်ဝမ်းခွဲကလောင်းကစားလုပ်တယ်။ဂိမ်းတွေဘာတွေလဲဆော့တယ်။အဲ့ဒီလိုလှုပ်တာတွေမှရှုံးပေါ်တော့ပတ်စံလိုတာနဲ့သူ့အမကိုလိမ့်ပြီးခေါ်သွားတာ။ သူကမာလီနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးတော့ခေါ်သွားတာခေါ်သွားပြီးတော့ရန်ကုန်ဘုတ်ကလေးကားလမ်းမှာတက်ပစ်ခဲ့တာပေါ့မုံနေပါတွေလည်းစားသွားသေးတယ်စားပြီးတော့ညဘက်ရောက်တော့မှအဲ့ဒီဘက်ကလည်းလူကနည်းနည်းရှင်းတဲ့နေရာရောက်တော့တက်ပြီးတော့လမ်းဘေးကခြုံပုတ်ထဲမှာပစ်ချထားခဲ့တာပေါ့တရားခဏနာမည်တွေတော့မသိဘူးသူ့မှာဝမ်းခွဲလို့ပဲတိထားရတာ ။သူ့မောင်ဝမ်းခွဲရဲ့သူ့ရွာကြုံတာကနှစ်ယောက်ရဲ့ဘိုးကလေးကတယောက်လို့သိထားတယ်။လောလောဆယ်တော့ဖမ်းပြီးတော့စစ်ဆေးနေတော့မယ်ဟုဆိုကောင်။မဖူးဖူးရွှေစင်ရဲ့မိတ်ဆွေကဖြစ်စဉ်အစအဆုံးကိုပြောပြထားတာပဲဖြစ်ပါတယ်။မဖူးဖူးရွှေစင်ဟာတည်ဆုံးချိန်မှာအသက်24နှစ်သာရှိသေးပြီးမတည်ဆုံးမီ2025ခုနှစ်ဖေဖော်ဝါရီလမှာမအူပင်တက္ကသိုလ်မှပွဲယူထားသူဖြစ်ကြောင်းလည်းသိရှိရပါတယ်။